မိတ်ဆွေများလုံးပဲမင်္ဂလာပါရှင်ဗရာဗီချာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကပြပေးမှာကတော့ဆရာဗန်ဘော်သိန်းဖေးဘာသာပြန်ထားတဲ့အလုံးများတာကိုအသာပေးမပြောပါနဲ့ဘယ်သူမှစိတ်ဆိုးလျက်အယံမဝင်ရပါဘူးဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါရှင်လူတွေရတယောက်နဲ့တယောက်တွေ့ဆုံလို့နှုတ်ဆက်စကားပြောကြရင်အလုံးများတာကိုအသာပေးပြောတတ်တာဟာနေထိုင်မှုပုံစံတစ်ခုလိုဖြစ်လာနေတဲ့ လုံနေကြအတိုင်းအလိုလျောက်လှုပ်တတ်တဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်လူနှစ်ယောက်ဆုံတွေ့ကြတဲ့အခါတစ်ယောက်ကခမည်းဘလူလဲပြလို့စမေးလိုက်တယ်။တစ်ဖက်လူကကျွန်တော်တိတ်လုံများနေတယ်ဗျာလို့ပြန်ဖြေတတ်တယ်။ကျွန်တော်ကိုယ်တိုင်လည်းအရင်ကအဲ့ဒီလူမျိုးမကြခဏဖြေတတ်ခဲ့တယ်။နောက်တော့သတိထားပြီးအလုပ်များတယ်လို့အသာပေးဖြေဆိုခြင်းကိုလျှော်ချခဲ့တဲ့ ီတစ်ခါကျွန်တော်မှာစိတ်ဖိအားတွေရောကြသွားတယ်။အဲ့ဒါဘာကြောင့်လဲဆိုတာကို အောက်မှာရှင်းပြထားပါတယ်။တယောက်ကလုံများတယ်လို့ပြောလိုက်တဲ့အခါကျွန်တော်တို့လည်းသူ့အတိုင်းတန်ရန်လိုက်ပြီးအလုံများတယ်လို့ပြောလိုက်ရင်စိတ်ထဲမှာတက်တောင့်တက်တာဖြစ်သွားသလိုခံစားကြရတယ်။ကျွန်တော်တညနေခင်းမှာလောက်ကနေအိမ်ကိုပြန်လာရင်လမ်းမှာကုန်းဆုံဆိုင်တစ်ခုကို ဝင်လိုက်တယ်။အဲ့ဒီမှာကျွန်တော်နဲ့တည်တဲ့လူနှစ်ယောက်နှုတ်ဆက်စကားပြောတာကိုမြင်တွေ့လိုက်တယ်။ ပထမလူကပြောတယ်ဟိုင်းချာလီဘလို့လဲကွာချာလီကတက်ပြင်းချလိုက်ပြီးငါတကယ်ကိုလုံများနေတယ်ကွာမင်းရောလို့ပြန်ဖြေတယ်ပထမလူကလည်းအေးကွာငါလည်းလုံများလွန်လို့တေးချင်းစော်တော်နန်းနေတယ်လို့ပြန်ဖြေတယ်သူတို့နှစ်ယောက်ဟာလုံများကြောင်ပြန်ဆိုင်နေကြတာနဲ့တူနေတယ်တိုက်ဆိုင်လွန်တယ်လို့ပြောရမှာပါဆိုင်ထဲမှာဝယ်ဖို့ပစ္စည်းတွေဆက်ရှာနေရင်ဘေးနားမှာမျိုးသမီးနှစ်ယောက်ရဲ့စကားပြောတဲ့တွေကြားလို့နာဆင်းလိုက်ပြန်တယ် တယောက်က great တွေ့ရတာဝမ်းသာလိုက်တာဒါနဲ့အချိန်နေဘလို့လဲလို့စပြောတယ် great ဟာသူ့ပခုံးနှစ်ဖက်ကိုတွန်းပြရင်အလုတ်ကကောင်းပါတယ်ဒါပေမဲ့အလုတ်များလွန်းတယ်လို့ပြန်ဖြေတယ်ပြီးတော့ဒါနဲ့နင်ရောလို့မေးတော့ပထမမျိုးသမီးကနင်သိတဲ့အတိုင်းပါပဲထုံးစံအတိုင်းအလုတ်များတာပေါ်လို့ပြန်ပြောတယ်သူတို့နှစ်ယောက်လည်းအလုတ်များတာကိုအသာပေးခုံယူပြီးပြောနေကြတယ် ကျွန်တော်တို့လူများစုဟာစကားပြောရင်အလုံးများတယ်ဆိုတဲ့စကားလုံးတွေကိုထဲမပြောရမနေနိုင်အောင် ဖြစ်နေကြတဲ့အဲ့ဒါဘာကြောင့်လဲဆိုတော့တကယ်ပဲအလုံးများသူတွေဖြစ်ကြလို့တော့မဟုတ် အလုံးများနေသူမှ လူအဖွဲ့စည်းမှတန်ဖိုးရှိသူဖြစ်မယ်လို့ယုံကြည်နေကြလို့ပါတချို့ကြတော့လေသူဟာဘလောက်အလုံးများတယ်ဆိုတာကိုအများနဲ့နှိုင်းရှင်ပြောချင်နေကြတဲ့ ဘလို့အကြောင်းနဲ့ပဲဖြစ်ဖြစ်အလုံးများတဲ့ဆိုတာကိုအသာပြပြောခြင်းဟာပြက်တနာရှိတဲ့ပြက်တနာကဒီလိုပါလူနှစ်ယောက်စားတွေ့တွေ့ချင်းမှာအလုံးများတာကိုပြောလိုက်ခြင်းဟာနောက်ဆက်တွဲပြောစကားတွေအပေါ်အကျိုးတန်ရောက်မှုရှိသွားတဲ့သူတို့ဟာတခြားအကြောင်းတွေကိုဆက်ပြောနေကြပေမဲ့စိတ်ထဲမှာအလုံးများတယ်ဆိုတဲ့အသည့်လွှမ်းမိုးနေတာကြောင့်စိတ်ဖိစီးမှုစိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာကြတယ် တကယ်တော့မိတ်ဆွေနှစ်ယောက်တို့မဟုတ်အတိနှစ်ယောက်ဟာသူတို့ရဲ့စိတ်ပြည့်စုံမှုကို ဖြေလျှော့ခြင်းလို့အလဘတလဘစကားပြောကြတာပါဒါပေမဲ့လည်းအလုံးများတယ်လို့တယောက်နဲ့တယောက်အပြန်အလှန်ပြောကြရင်လည်းစိတ်ဖြည့်စုံမှုတွေပိုပြီးဖြစ်လာကြတယ်လူတွေတယောက်နဲ့တယောက်တွေ့ဆုံတဲ့အခါရွရွတသားနှုတ်ဆက်စကားပြောကြတာမှန်ပေမဲ့အလုံးများတယ်ဆိုတဲ့စကားကိုအသာပြေပြောသလိုဖြစ်သွားကြတယ် တကယ်တော့သူတို့ဆက်ပြောတဲ့အကြောင်းတွေမှာတခြားစိတ်ဝင်စားစရာအကြောင်းတွေအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းတွေကို အလေးမထားဖြစ်အောင်အရေးမပါအောင် အလုံးများတယ်ဆိုတဲ့စကားကဖြက်စီပြစ်လိုက်တယ်ဆိုတာကိုလူတော်တော်များများသတိမထားမိကြဘူး။ဒါကြောင့်လည်းအလုံးများတယ်ဆိုတဲ့စကားကို လူတွေမေးရရှက်ရပြောတတ်တဲ့အကျဉ်းဖြစ်နေကြတဲ့ဒီအကျင့်မကောင်းဘူးဆိုတာကိုသိပြီးဆိုရင်အဲ့ဒါကိုပြောင်းလဲလို့မရဘူးလား။ တခြားရွေးချယ်စရာ မရှိတော့ဘူးလားစမ်းစစ်ကြည့်ရအောင်ပါတကယ်လို့တခြားတယောက်နဲ့ဆုံတွေ့တဲ့အခါဖြစ်ဖြစ်ဖုံးဆက်ရင်ပဲဖြစ်ဖြစ်နှုတ်ဆက်စကားပြောတဲ့အခါမှာအလုံးများတယ်ဆိုတဲ့စကားကိုမပြောမိအောင်သင်ထိန်ချုပ်ထားနိုင်ရင်ဘယ်လောက်ထိစိတ်ဖိစီးမှုရောကျသွားတယ်ဆိုတာကိုတွေ့ပြီးအံ့ဩသွားပါလိမ့်မယ်မယုံရင်စံတတ်မှုတစ်ခုအနေနဲ့တခြားသူတွေနဲ့စကားပြောရင် အလုံးညာတယ်ဆိုတဲ့အကြောင်းကိုထဲမပြောမိအောင်တပတ်လောက်ကြိုးစားနေကြည့်လိုက်ပါအဲ့ဒီလိုထိန်ချုပ်ရတာခတ်တော့ခတ်တယ်ဒါပေမဲ့လောရကြိုးနမ်းမှာပါတင်ဟာအရင်အတိုင်းအလုံးများနေစေဖြစ်ပေမဲ့အလုံးများတာရောသွားသလိုစိတ်ထဲမှာခံစားမိလာတယ်ဆိုတာကို ထူးဆန်းစွာသတိပြုမိလာမယ်။နောက်ပြီးတင်အလုံးများတယ်ဆိုတာကိုအသာပေးမပြောတာ၊စကားတဲ့ထဲမပြောတာကိုတစ်ဖက်လူဟာရိမ့်မိသွားလို့သူလည်းအဲ့ဒါကိုအသာပေးပြောတာကို ရှော့ချသွားမယ်သူမဟုတ်လုံးဝထဲမပြောတော့ဘူးဒီနီးနဲ့နှစ်ဦးစလုံးဟာစကားပြောနေချစဉ်တခြားလုံးမှာစိတ်ဖြစည်းမှုမရှိကြပဲစိတ်ကြည်လင်လန်းဆန်းနေကြမယ်ဒါကြောင့်နောက်တစ်ခါမိတ်ဆွေတယောက်ကဟိုင်းဘလို့လဲလို့နှုတ်ဆက်စကားပြောလာရင်ကျွန်တော်တိတ်အလုံးများနေတယ်ဆိုတဲ့စကားကလွယ်ရင်ဘာစကားပဲဖြစ်ဖြစ်ပြောပြီးပြန်ဖြေလိုက်ပါအဲ့ဒီလိုပြန်ဖြေလိုက်တဲ့အတွက်နောင်တရစရာအကြောင်းမရှိသလို့ ဝမ်းသာစရာဖြစ်လာမှာပါဘယ်သူမှစိတ်ဆူလျက်အိယာမဝင်ရပါဘူးကျွန်တော်ဒီသဘောတရားကို မိဘတွေစီကတီလာခဲတာပါ ကျွန်တော်ငယ်စဉ်ကနေကြီးပြင်းလာစဉ်တခြားဒီသဘောတရားကြောင့်အိမ်မှာညင်းခုန်စကားများတာတွေညနေခင်းရံဖြစ်တာတွေအပြတ်သဘောဆောင်တဲ့ခံစားချက်တွေဟာအိယာမဝင်ခင်မှာပြီးဆုံးသွားခဲ့ကြတဲ့ နုံမှုရင်အဲ့ဓာတွေဟာနောင်နေအထီကူသွားနိုင်တယ်လို့ဒီထက်လဲပိုကြခြင်းကြာနိုင်ပါတယ်။သဘောတရားကပါလဲဆိုတော့မိသားစုဝင်အားလုံးဟာမကြည်မနှက်ပြဿနာတွေဖြေရှင်းစရာကိစ္စတွေရှိနေကြရင်ဘယ်အရာကိုမှအဲ့ရဝင်တဲ့အချိန်အခါမယူသွားရဘူးတဲ့။အဲ့ဒီသဘောတရားကြောင့်မိသားစုဝင်တယောက်သို့မဟုတ် အများဟာဘယ်လောက်ပဲဒေါသဖြစ်နေနေဘယ်သူကိုပဲအပြစ်တင်နေနေဘယ်လောက်ကြီးပဲစိတ်ဆိုးနေနေ အဲ့ဒါကိုအချိန်တစ်ခုထက်ကျော်လွန်ပြီးမလုပ်ရဘူးအဲ့ဒီအချိန်မတိုင်ခင်မှာတယောက်နဲ့တယောက်တောင်းပန်ရမယ်ခွင်းလွှတ်ရမယ်ပြည်လဲအောင် လုပ်ကြရမယ်လို့ပါဒါဆိုရင်အဲ့ဒီအချိန်ဆိုတာဘယ်အချိန်ပြောတာလဲအိယာဝင်ချိန်ပါအိမ်မှာဘယ်သူမှစိတ်ဆိုးလျက်အိယာမဝင်ရပါဘူးဆိုတဲ့ policy တစ်ခုချမှတ်ထားလိုက်ရင်အဲ့ဒါဟာတင်တဲ့မိသားစုမှာလက်ကမ်းကြိုဆိုခြင်းတောင်းပန်စကားပြောခြင်း တယောက်နဲ့တယောက်ပွေဖက်ခြင်းချစ်ခင်ကြောင်ပြောခြင်းတွေကိုအားပေးမှဖြစ်တဲ့ဒီအခါမှာမိသားစုဝင်တွေမှာအပြစ်ကင်းစင်မှုတွေမြင်တွေ့ရမယ်ဆက်သွယ်မှုလမ်းကြောင်းပွင့်နေမယ်ပြဿနာတွေသဘောထားမတိုင်းဆိုင်တာတွေဘလောက်ပဲရှိရှိ အားလုံးဟာမိသားစုတွေဝင်တွေပဲဆိုတာကိုတတိယနေတယ်အားလုံးဟာတယောက်နဲ့တယောက်ချစ်တယ်လိုအပ်တယ်တန်ဖိုးထားတယ်ဆိုတာတွေကိုခံစားရမယ် ဘယ်သူမှစိတ်ဆူလျက်အိယာမွင်ရဘူးဆိုတာဟာမိသားစုကိုစိတ်ဖိစီးမှုရန်လိုမှုမကြိတ်မချမ်းဖြစ်မှုတွေကိုကာကွယ်ပေးတဲ့ခလုတ်တစ်ခုနဲ့တူတဲ့ဒီ policy ဘလောက်ရေးကြည့်တဲ့ဆိုတာကိုအဲ့ဒီ policy ကင်းမဲနေတဲ့အခါမှာတည်တာတဲ့ policy မရှိရင် စကားများရန်ဖြစ်တာစိတ်ဆိုးဒေါသထွက်တာတွေဟာရပ်နာတာမရှိတော့ဘူးအကန့်အသတ်မရှိ ကြီးထွားလာတဲ့ ။ဘာကြောင့်လဲဆိုတော့အဲ့ရဝင်ချိန်မှာရက်ရမယ်ဆိုတဲ့ကန့်သက်ချက်မရှိလို့ပါ။ဒီတော့ညင်ခုံရံဖြစ်တာတွေဟာတညလုံးကနေနောက်နေ့အထိဆက်ဖြစ်နေနိုင်တဲ့ကျွန်တော်နဲ့ဇနီးခရီးဟာဒီ policy ကိုအိမ်မှာကျင့်သုံးဖို့တော်တော်ကြီးစ조사ခဲ့ကြတယ်။အပြေအဝါတော့မအောင်မြင်ပါဘူး။တခါတလေကျွန်တော်တို့မိသားစုကျွန်တော်ခရစ်သမီးနှစ်ယောက်တို့ထဲကတယောက်သူမဟုတ် တယောက်မကားဟာစိတ်ဆိုးပြီးအိယာထဲဝင်သွားတာနဲ့ကြုံဘူးတဲ့ဒါပေမဲ့ခြုံကြည့်ရင်ဒီ policy ဟာကျွန်တော်တို့ကိုအများကြီးအထောက်အကူပြုတဲ့အချိန်တရာမှာ65ကလောက်ကျွန်တော်တို့ဟာနောင်နေမနေအိယာထားချိန်မှာတယောက်နဲ့တယောက်ရန်လိုမုံထားတာမဖြစ်တော့ဘူးအားလုံးပါပါနဲ့နှုတ်ဆက်ခေါ်ပြောဆက်ဆံကြတဲ့ တင်လက်ဒီ policy ကိုစမ်းသုံးကြည့်စေချင်တယ်။လှုပ်ဖို့လွယ်တော့မလွယ်ဘူး။ရာဂိုင်းနှုံးပြေအောင်မြင်ခြင်းမှာအောင်မြင်ပါလိမ့်မယ်။ဒါပေမဲ့စူးစားရကြုံတတ်မှာတော့တေချာတဲ့ဘဝဆိုတာတူတူလေးပါ။လူဘဝမှာနေရတဲ့နေ့တိုင်းဟာအဖိုးတန်လာတယ်။ဒါအကြောင်းတန်ဖိုးရှိတဲ့နေ့တိုင်းကိုစိတ်ချမ်းမြေပျော်ရွှင်စရာနေ့လေးတွေဖြစ်စေဖို့ဘယ်သူမှစိတ်ဆိုးလျက်အိပ်ယာမဝင်ရပါဘူးဆိုတဲ့ဒီ policy ကိုကျင့်သုံးပါ။ တေချာတာကတော့တင်ညာမှာ အိတ်ကောင်းခြင်းနဲ့အိတ်ဆက်ရပါလိမ့်မယ်ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးတွေနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစုံတစ်ခုခံစားရမယ်ဆိုရင် comment မှာရေးခဲ့စေချင်ပါတယ်ကျမကိုအားပေးသော စာကြည့်ပရိသတ်များနှင့်အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့သရင်ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။